ဒီသတင်းတစ်ပတ်တွင်ဝါရှင်တန်မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာပင်တဂွန်တာဝန်ရှိသူတွေကဥရောပသံတမန်တွေကိုအတီလင်းပြောကြားခဲ့တာပါထောက်လှမ်းရေးကဏ္ဍကနေဒုံးကျည်ကာကွယ်စနစ်တွေအထိအမေရိကန်ကိုအားမကိုးပဲဥရောပကဥဆောင်ရမယ်လို့ဆိုပါတယ်အကယ်၍2029မှာဒီအချက်ကိုမလိုက်နိုင်ရင်အမေရိကန်အနေနဲ့နေတိုးရဲ့ကာကွယ်ရေးညှိနှိုင်းမှုရန်ရတချို့ကနေနှုတ်ထွက်သွားမယ်လို့သတိပေးထားပါတယ်အကြောင်းရင်းကတော့2020ယူကရိန်းစစ်ပွဲစဖြစ်ကြတဲ့ကဥရောပရဲ့ကာကွယ်ရေးတိုးမြှင့်မှုအရှင်ကိုဝါရှင်တန်ကအားမလို့အားမရဖြစ်နေလို့ပါ သမ္မတထရန့်အစိုးရကကုလွန်ညွေကိုတောင်းယူကြဆိုတဲ့မူဝါဒကိုဒီဇိုင်းမမတ်ကိုင်းဆွဲထားပြီးဒုတိယနိုင်ငံရေးဝန်ကြီးခရစ်စတိုဘာလန်ဒူကလည်းငါတို့အစိုးရကပြောရင်ပြောတဲ့အတိုင်းလုပ်တယ်လို့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ဥရောပခေါင်းဆောင်တွေကတော့ဒီသက်မှတ်ချက်ဟာလက်တွေ့မကျဘူးလို့တုံ့ပြန်ပါတယ်။ဥရောပသက်မှတ်ကက2030မှာအသင်းဖြစ်မယ်လို့ခန့်မှန်းထားတာပါ။ဒါပြင်ငွေရှိရုံနဲ့မပြီးပဲအမေရိကန်ထုတ်လက်နက်တွေမှာယူနေအောင်နှစ်နဲ့ချီစောင့်ရမှာဖြစ်တယ်လို့အမေရိကန်ပိုင်းထောက်လန်ရေးနည်းပညာတွေကိုချက်ချင်းအစားထိုးဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ဆိုကြပါတယ်။ ုတိယကမ္ဘာစစ်အပြီးဖွဲ့စည်းခဲ့တဲ့ NATO အဖွဲ့ကြီးရဲ့ပုံစံကိုအမေရိကန်ကအကြီးအကျယ်ပြောင်းလဲဖို့ကြိုးစားနေပါပြီ2029ဆိုတဲ့အချိန်တိုလေးတွင်းမှာဥရောပအနေနဲ့အမေရိကန်ရဲ့နေရာကိုအစားထိုးဝင်ယူနိုင်ပါမလားဆိုတာကတော့ကမ္ဘာလုံခြုံရေးအတွက်ကြီးမားတဲ့မေးခွန်းထုတ်စရာဖြစ်နေပါတယ်